thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စကောင်စီကအပြည့်ရကြီးညာပြီးတနိုင်ငံလုံးလေကြောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော်လဲတိုင်းရင်းသားနဲ့နိုင်ငံများရှာရင်အပြည့်ရထားပြီးဖို့မင်းအောင်လိုင်ကပြောပြနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဘက်စကောင်စီကအပြည့်ရကြီးညာပြီးတနိုင်ငံလုံးလေကြောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော်လဲတိုင်းရင်းသားနဲ့နိုင်ငံများအနေနဲ့ရှာရင်အပြည့်ရပေးထားဖို့အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုပါရယ်မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ငလင်ပေအတွက်အလူငွေပြည့်ရပွဲအခမ်းအနားမှာ၎င်းကထပ်ပါတိုင်းပြောဆိုလာတာပါငလင် င်းပေးပြန်လည်ထူထောင်ဖို့အတွက်စစ်ကောင်စီကဤပြည်လာ၂ရက်နေမှာအခုမီလကုန်တီရာယီပြစ်ခတ်တိုက်ခိုက်မှုရက်စိကာလသတ်မှတ်ထုတ်ပြန်ထားကြောင်းဒါကြောင့်နိုင်ငံတော်နှင့်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းဒေသနဲ့နိုင်ငံဖွဲ့စည်းများနဲ့သက်ဆိုင်သူများအနေနဲ့လည်းရာယီပြစ်ခတ်ရက်စိထားခြင်းပေါ်အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပြီးကြဖို့တိုက်တွန်းလိုကြောင်းမင်းအောင်လိုင်ကပြောဆိုပါတယ်။ဒါ့ပြင်ငလင်ပေးအကြောင်းပြပြီးအပြစ်ရက်စိတဲ့လူစစ်ကောင်စီကကြီးညာထားတော့လေလက်တွေမှာစစ်တပ်ကပဲပြည်သူများကိုပြစ်မှတ်ထားပြီးနေကြောင်းတိုက်ခိုက်မှုတွေဆောင်ရွက်နေကြောင်းအာဆီယံနဲ့နိုင်ငံ တကာနီးနဲ့စစ်ကောင်စီရဲ့ဟန်ပြတူရောင်လူသားချင်းစာနာမှုပစ်ခတ်ရဲစင်းရေးပေါ်ဆက်လက်ယုံကြည်မှုပြီးဖို့မဖြစ်တဲ့အကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG တမရရုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောက မေလ28ရက်နေ့မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာဆီယံအပါအဝင်အိန္ဒိယနိုင်ငံများနဲ့နိုင်ငံတကာအတိုင်းဝိုင်းကစစ်ကောင်စီရဲ့အတူရောင်ဟန်ဆောင်လူသားချင်းစာနာမှုပြစ်ခတ်ရင်ဆိုင်အပေါ်မှာဆက်လက်ပြီးယုံကြည်မှုပေးဖို့မဖြစ်နိုင်တော့ပါဘူး။မေလ၁၂ရက်နေ့ကစကိုင်းတိုင်းအိုးတိန်တွင်းရွာစတင်ကြောင်းကိုဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်လို့ကြောင်းသားလူမမင်များနဲ့ဆီယမအပါအဝင်24ဦးထပ်မင်းတေးချေခဲ့ရပြီးတရားကြောထိခိုက်ဒဏ်ရာရခဲ့တာဟာစစ်ကောင်စီရဲ့အရှက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကမကြခင်ကရရှိခဲ့တဲ့ခိုင်မာတဲ့တပ်တွေတာရကတစ်ခုပဲဖြစ်ပါတယ်။အရှက်သားတွေစတင်ကြောင်းစေယုံစေကံမကြံပုံကျဲတိုက်ခိုက်မှုတွေနဲ့စကားစ ထံလင်းရင်စီရောင်းဝယ်နေတာတွေကိုပြင်းထန်စွာစန့်ကျင်ပြီးဒီလိုမလုံနိုင်အောင်လက်တွေ့ကြပြီးထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေဆောင်ရွက်တင်ပါတယ်လို့ NUG သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်။အကြံဘက်စစ်ကောင်စီက2023ခုနှစ်ဇန်နဝါရီလမှ2025ခုနှစ်မေလ12ရက်နေ့တွင်မှစစ်ကောင်စီကစစ်ဖြစ်ပွားမှုမရှိတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှု2900နီးပါးပြုလုပ်ခဲ့ကြောင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူပေါင်း3000ကျော်ထဏ်ရာရသူပေါင်း9000ကျော်ရှိခဲ့ကကလေးတငယ်ရှာချီတေဆုံးခဲ့ကြောင်းစာတင်ကြောင်းပေါင်း240ပြည့်စည်ပြီးစင်းယုံစည်းကန နဲ့ဘာသာရေးအဆောင်ပေါင်း900ကျော်ပြည့်စည်ခဲ့ကြောင်းသိရပါတယ်။မေလ29ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာချက်တရထုတ်ပြန်ပြီးအဆိုပါကြေညာချက်မှာအာဆီယံရဲ့ဥဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်တဲ့စနစ်ကြတဲ့ပြည်ခန့်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရန်တရားမျိုးမရှိပါကအရက်သားပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ကြောင်းတရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မင်းအောင်လိုင်းရဲ့ကျိုင်းတုံရဲတရာနဲ့လာရှိုးအနီထားဆိုတဲ့အကြောင်းတင်ဆက်ပြီးပါမယ်။မင်းအောင်လိုင်းကနိုင်ငံအတွင်းဘယ်လိုပြဿနာကြီးငင်နေကြုံရစေကမှု၎င်းအတွက်အကျိုးရှိမယ်လို့ဆိုရင်ပြည်တွင်းပြည်ပသွားချင်ရသွားတတ်သူဖြစ်ပါတယ်။ဒီထဲမှာချိန်ပေါင်းများစွာသွားရောက်ခဲ့တာကကျိုင်းတုံဖြစ်တိတာစွာထွက်ပေါ်လာခဲ့ပါတယ်။သွားရတဲ့တခုတည်းသောအကြောင်းရင်းကလည်းရဲတရာချေဖို့ပဲဖြစ်ပါတယ်။ပြည်သူများ၎င်းပေါ်ချစ်ခင်လေးစားမှုရှိလောက်ကြံဆောင်ဖို့ကောင်းတဲ့မှာမရှိတနက်နေ့ရဲတရာကောင်းကောင်းရှိရင်လှုပ်ချင်တာလှုပ်လို့ရတယ်လို့ယုံကြည်တဲ့အထိမိုက်တွင်းတဲ့သူတအူးလည်းဖြစ် ်ပါတယ်။ရှေ့နှန်းစခန်းများကိုသာမရောက်ရှိရမယ်ရတရားခြေဖို့ကမပြက်ကွက်သွားသူပါ။နောက်ဆုံးခီးမှာတော့မင်းမြောက်ဒဇာ၅ပါးမှာတပါးပါဝင်ဖြစ်တဲ့လောကတရဖူဖျားမှာဌာပနာထားရှိဖို့တရဖူကြီးကိုလူဒန်းသွားခဲ့ပြီးဖြစ်တယ်လို့ရှင်းသားလာခဲ့ပါတယ်။၎င်းရတရားခြေမှာအစာစာရင်ရသွန်သင်ညွန်ပြနေတဲ့ဝစီဘိတ်ကိုတော့လည်းပါဝင်တယ်လို့သိရပါတယ်။ဝစီဘိတ်ကိုတော့ကအာနာသိမ့်မှုကိုစန့်ကျင်ဆန္ဒပြနေတဲ့ပြည်သူတွေကိုရတရားခြေတဲ့အနေနဲ့ခေါင်းကိုတည့်တည့်ပြဖို့ညွှန်ကြားသူဖြစ်လူသိများပါတယ်။မင်းအောင်လိုင်းကဒီဇင်ဘာလမှာရွှေကောက်ပွဲလုပ်ဖို့ရှိနေလို့ ဒီရွေးကောက်ပွဲကိုလူလူအတိမတ်ပြုတယ်မပြုတယ်ပါထားပြည်ပကအတိမတ်ပြုဖို့အရေးကြီးပါတယ်။ ASEAN စည်းဝေးလာကောင်းဆောင်တွေကစင်ပေါ်တက်လက်ချင်းချိန်နေချိန်မှာမင်းအောင်လိုင်းက၎င်းတို့အားကျိုင်းတုံမှာနေပြီးရှေ့တရားနဲ့တိုက်ခိုက်နေတာကိုတော့သိဟန်မတူ။နန်းတရန်ရည်ရွယ်ပြီးတရဖူကြီးကိုလူရန်ချင်းလေးဖြစ်လို့ရွေးကောက်ပွဲအပြီးမှာတမရဖြစ်ဖို့ရည်ရွယ်နေခြင်းဖြစ်တာကထင်ရှားနေပါတယ်။တမရဖြစ်ဖို့ကရွေးကောက်ပွဲလုံနိုင်ဖို့ကအရေးကြီးပါတယ်။ကျန်နာပါတစ်ခုမှစိုးရိမ်စရာမလို၎င်းကိုပံ့ပိုးပေးကြမဲ့လူတွေကလည်းပါတီများထောင်ကအရှန်တင့်ဖြစ်နေကြပါတယ်။မင်း မလာထက်မှာကိုလည်းမပူရမျက်လုံးတောင်းထောင်စောင့်ကြည့်နေကြတဲ့စိန်အိမ်မှုရာအိမ်မှုတွေရှိမှာဘသူကမဲမထည့်ရဲပဲနေမှာလဲစင်ကာပူလိုမဲမထည့်ပဲနေလို့မရလို့ဥပဒေထုတ်ကောင်းထုတ်လာနိုင်ပါတယ်၎င်းကိုပံ့ပိုးပေးဖို့အတွက်ပဲမဟုတ်ပဲစင်ဖမ်းမယ်ကြားဖမ်းမယ်လူကြွေးကြော်တဲ့လွတ်တော်တဲ့ဝင်ဖို့ကြံစီနေသူတွေကိုအမတ်နေရာဆယ်ကနေများလောက်တာရှာအောင်စီမံပြီးစက်ဖို့ကိုအားပြုကစင်ကာပူလိုပုံစံမျိုးနဲ့ရှာတပ်ပံသမရလုပ်ဖို့အတီးလေထဲတိုက်အိမ်ဆောင်နေကြပြီဖြစ်ပါတယ် ၎င်းဖို့ဟာပြဿနာတစ်ခုသာရှိပါတယ်ဒါက၎င်းထိန်းချုပ်ထားတဲ့နေမြေများတော်လိုင်းဖွဲ့ရင်းကြောင့်ထပ်ပြီးကျုံမသွားဖို့သာအရေးကြီးတယ်အခုလည်းအာဆီယံကရှာဂိုင်တို့အနေငယ်တောင်မဲလာထဲမဲ့ရွေးကောက်ပွဲမျိုးကအထိပ္ပယ်မရှိလို့ထုတ်ဖော်ပြောဆိုလာပြီးဖြစ်ပါတယ်နိုင်ငံနဲ့တွန်းလှန်ဖို့စန့်ကျင်မှုတွေနဲ့ရင်ဆိုင်လာရပြီးအရေးနိုင်လာချိန်မှာတစ်ဖက်ကတိုက်လေရင်များဆေးလွတ်ကတပ်ပြန်ရင်တစ်ဖက်ကလည်းဖိအားပရုများကိုဘိတ်သိမ့်ထပ်ပွဲများပြုလုပ်ကအလုတ်များနေသူဖြစ်ပါတယ်၎င်းလက်ထံမှာတိုင်းပြည်ကရွှေချောင်းပြောင်ပြောင်ဝန်းခံကောင်ပဝါကွက်တီကြောက်ရောက်လာခဲ့ရပါတယ်ပွင့်ဖြူမျိုးနဲ့အတွင်းရှိ ်ကျင်းရွာငယ်လူတွေရဲ့ဖခင်မသည်မော်စကိုထိတောင်ချိန်ဆက်ပြီးအောင်ပြီးအောင်ပြီးအောင်ပြီးလို့တောင်ကြွေးကြော်ရဲသူဖြစ်ပါတယ်။မင်းရောင်လိုင်းကရဲတရတွေကို၎င်းကအကဲတင်နိုင်ချက်မရှိဘဲစိတ်ဆင်းရဲကိုဆင်းရဲကြီးစွာနဲ့လေးနှစ်လုံးလုံးနေလာခဲ့ရတဲ့အဖြစ်ကတတ်သိခံနေပါတယ်။၂020ရွှေကောက်ပွဲမတိုင်မီကလည်းဘကိုးရှိထီးလို့မင်းလို့ဖခင်မထီးတော်တင်ပြီးရဲတရချေခဲ့တော့လဲအောင်မြင်ခြင်းမရှိဘဲတိုင်းပြည်ပြည်ကြီးကိုဓာတ်တပြပြနဲ့အုပ်ချုပ်နေုံသာမကနိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဝရမ်းပြည်ဘဝရောက်ရအောင်မှလည်းဖြစ်ပါတယ်။လာရှိုးမှာဆိုရင်လည်းတရုတ်ထူးတန်တမန်တိန်ရွှေချင်းက AB 2022ရဲ့နေ့မှာ MNDA မှလာရှိုးကိုစစ်တပ်သို့ပြန်ပေးခဲ့မှုကိုကြီးကြပ်ခဲ့တာကလွဲရင်ဒီကနေ့ထိအပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရုံကိုဖွင့်လှစ်ရုံထိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အဝေးမှသာနှစ်ဖက်စလုံးကိုစီရေးအရာထိတွေ့မှုမရှိဖို့ညွှန်ကြားနေတယ်။၎င်းကစေယုပ်စုပေါ်ယုံကြည်ခြင်းမရှိသေးတာကြောင့်လို့ MNDA နဲ့နှိစက်တဲ့သတင်းရက်ကွက်တစ်ခုကသတင်းဌာနကိုပြောပါတယ်။ အခုထိလည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်မတီထောင်နိုင်သေးပေလားရှုတက်ကတော်ဝန်အတွင်းနဲ့မြို့ရဲရှိတက်စကန်များမှသာတက်ဆွဲထားဆဲဖြစ်ပါရယ် MNDA ကလည်း၎င်းတို့ဆက်သွေးရုံမဖွင့်နိုင်သေးပေမြို့စွန်ရှိဟိုပိတ်ရွာမှသာအုတ်ချုံရင်ရုံဖွင့်လှစ်ထားပါရယ်မြို့ထဲမှာလည်းလူရဲဓမြတိုက်မှုတွေကရဲစခန်းကြီးမှာပါမကြံဖြစ်ပွားနေပြီးတက်ကျိုးကိုသူရိတာဖမ်းဆီးခိုင်းနေရပါရယ်ညဘက်တွင်မှာအပြစ်မထက်ရဲကြလို့၆ကန်နေရတယ်လို့သိရပါရယ်စစ်တပ်အတွက်လည်းစီးပွားရေးအတွက်ချိန်မကင်ဖြစ်နေပါရယ်ရခိုင်ဒေါ်လာ6ဘီလီယံခန့်ရှိတဲ့နေဆက်ကုံသွင်းကြီးက TNL မှနောက်ထိုးကြောင့်ပဲတီဘောရုကိုတိမ့်ပိုက်ထားတာကြောင့်ရှက်တက်နေပြီဖြစ်ပါတယ်။နောက်ထပ်ရရှိထားတဲ့ rider သတင်းရဘင်္ဂလားဒေ့ရှ်အစိုးရမှရန်ကုန်ရှိ၎င်းတို့ရဲ့တန်အမတ်ကြီးတွေကိုချက်ချင်းပြန်လာဖို့ဆင့်ခေါ်လိုက်ပြီလို့သိရပါတယ်။ပြီးခဲ့တဲ့ပတ်တွင်အာရခတက်တော်နဲ့ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ထားတယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကထုတ်ပေါ်ပြောဆိုပြီးရဲ့နောက်နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာနေပြီဖြစ်တယ်လို့ရှင်းသားထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြရီနယ်ဆက်ရှိစစ်ကောင်စီရဲ့ဘင်းရင်နောက်တဲ့စကန်တော်လိုင်းပူပေါင်းတပ်ထမှန်တိုက်ပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြရီမ မျိုးဆောင်တပ်ကလက်နက်ကြီးနဲ့တညာလုံးပစ်ကူပေးတယ်လို့သိရပါဗျ။ကရင်မျိုးသားစီယုံ KNU တပ်မ6နေမြေမြောက်ရီမျိုးနယ်ရှိစစ်ကောင်စီရဲ့နေဆက် တက်စကန်တစ်ခုဖြစ်တဲ့ဘရင်နောင်တက်စကန်ကိုတော်လိုင်းဘူပေါင်းတပ်ဖွဲ့ဝင်တွေကမေလ30ရက်နေ့မှာသိမ်းပိုင်နိုင်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်တွေကအတည်ပြုပါရယ်အခုသိမ်းပိုင်လိုက်တဲ့တက်စကန်ကနေဆက်ရှိပြူဝမြောက်စကန်တစ်ခုဖြစ်ပြီးစစ်ကောင်စီတပ်သားများထွက်ပြေးသွားတယ်လို့ဆိုပါရယ်ဘရင်နောင်ကထိုင်းဖက်ကန်နဲ့ဝေါ်လီချာမှာပေါ့အဲ့ဒီကွေမှာပဲသူကစကန်ကြီးတော့ဘယ်ဟုတ်မလဲစကန်ချင်းကဝေါ်လီလို့ကနဲလီလို့ပေါ့ရှေ့နက်ကကဲစကန်ပေါ့လို့ KNU သတင်းရင်းမြစ်တွေကပြောပါရယ်အဆိုပါတက်စကန်မှာစစ်ကောင်စီတပ်သားတွေကထိုင်းနိုင်ငံဘက်နဲ့ညှိနှိုင်းပြီးဝင်ရောက်သွားခြင်းလို့ဆိုပါရယ်အဆိုပါတက်စ ကန်းသိမ်းပိုက်မှုနဲ့နေဆက်ရှိတဲ့စကန်းများတိုက်ခိုက်သိမ်းပိုက်ခံရတာကြောင့်မြောက်ရီမျိုးဆောင်ထပ်ဖြစ်တဲ့ကာလာယာ295တရင်ကလက်နက်ကြီးတွေနဲ့တော်လိုင်းတက်တွေရှိရာကိုမင်းကညကတညာလုံးပြစ်ကူပေးခဲ့ကြောင်းမြောက်ရီမျိုးကန်တွေကပြောပါတယ်တညာလုံးပြစ်နေတာငလင်းလောက်လာဆိုပြီးလန့်လို့ပြီးမှလက်နဲ့ကြီးတွေပြစ်နေရလို့မြရီမြုပ်ကန်တအုပ်ကပြောပါတယ် မြန်မာတိုင်းနယ်စပ်မှာတိုက်ပွဲများပြင်းထန်ပြီးရနောက်ဒေသခံပြည်သူ900ကျော်မှာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြောင်းထိုင်းဒေသတွင်သတင်းအချို့ကပြောပါရယ်နေစပ်မှာအမြင့်ပေးပင်လယ်ရေမျက်နှာပြင်အထက်ပေ4160 1268မီတာကျော်မှာတည်ရှိတဲ့အဆိုပါစကန်ကစစ်တပ်ခိုင်မာစကန်ဖြစ်ပြီးစတင်အခြေချပြီးနောက်ပိုင်းကရင်တော်လိုင်းတပ်ဖွဲ့များကအကြိမ်အကြိမ်တိုက်ခိုက်ခဲ့ဘူးတော့လည်းမသိပိုင်နိုင်ခဲ့ဘူးပါဘူးအခုချိန်မှာတော့ KNL, KNDO နဲ့ဘူပေါင်းတပ်တွေကထိုးစစ်ဆင်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ကြောင်း ထိုင်းဒေသတွင်သတင်းတွေကဖော်ပြပါရယ်မေလ30ရက်စစ်ဘေးရှောင်ပြည်သူ933ကထိုင်းနိုင်ငံဘတ်ချန်ရှိနေရာ3နေရာကိုရှာရီတိမ်းရှောင်နေရာကြောင်းလဲဖော်ပြပါရယ်အခုမေလနောက်ဆုံးပတ်မှာစစ်ကောင်စီတပ်နေနဲ့တပ်မကြောင်းနေမြေတွင်အရေးပါတဲ့တပ်စခန်းများကြာရှုံးခဲ့ရတဲ့အခြေအနေမှာလက်ကျန်စခန်းများမှာအလွယ်တကူဆုတ်ခွာသွားတဲ့သဘောဖြစ်တယ်လို့သတင်းအရင်းမြစ်တွေကသုံးသပ်ပါရယ် KNU ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ကမေလ23ရက်ကတပ်မကြောင်းနေမြေရှိပလက်တူတပ်စခန်းနဲ့မေလ28ရက်မှာကနေလီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများစွာသိမ်းပန်ရရှိခဲ့ပါသည်။ဒါအပြင်အဆိုပါတပ်စခန်းများမှစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ပါသည်။ဒီလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းထိုင်းရဲ့အကူအညီနဲ့မြောက်ရီမြို့အခြေဆိုင်စစ်ကောင်စီလက်ကျန်တပ်စခန်းခလာရ295တပ်ရင်းကိုပို့ဆောင်စုစည်းထားတယ်လို့သတင်းရင်းမြစ်တချို့ကပြောပြီးအင်အားရှာချရှိရလို့ဆိုပါတယ် KNU ပူပေါင်းတပ်နေနဲ့မြန်မာထိုင်းနယ်စပ်ရှိစစ်ကောင်စီလက်ကျန်တပ်စခန်းများကိုဆက်လက်ရှင်းလင်းသွားမှာဖြစ်ပြီးအခုမေလကုန်နဲ့စွန်လပထမဘက်တွင်စီရီထူးခြားမှုတွေဆက်လက်ရှိနေမယ်လို့ KNU သတင်းရင်းမြစ်ကပြောကြားဖော်ပြပါရှိပါရရှင်။